ထိုင်ဝမ်တမရယာဒူးရယူပြီးတနှစ်ပြည့်ချိန်မှာထိုင်ဝမ်ရေပြင်အနီးနေရာတချို့မှာတရုတ်ကကုန်းရီနှစ်ထွေသွားရေရင်နေနဲ့စစ်ရေးလေ့ကျင့်နေကြပုံကိုနိုင်ငံပိုင်ရုပ်သံ CCTV ကပြသခဲ့ပါဗျာ။ ပေကျင်းကမုံကြီးမုံနဲ့ထိုင်ဝမ်တမလာလိုင်းချင်တဲကစစ်ပွဲကိုရှောင်နိုင်ဖို့စစ်ပွဲအတွက်ပြင်ဆင်သွားမယ်လို့အင်ကာနေကကတိပြုပြောကြားလိုက်ပြီးကျွန်းနိုင်ငံရဲ့ကြံ့ကြံ့ခံနိုင်တဲ့စီးပွားရေးကိုလည်းခိုင်မာအောင် လုပ်သွားမယ်လို့ဆိုလိုက်ပါတယ်။ဒီကနေ့မနက်မှာထိုင်ဝမ်ရဲ့အနီးဆုံးဖူးချင်ပြည်နယ်ရဲ့တောင်ဘက်ရေပြင်ကိုတန်ချက်ကားရင်အများပြားတရုတ်နိုင်ငံကဆေးလွတ်ခဲ့တယ်လို့ CCTV ကသတင်းထုတ်လွှင့်ခဲ့ပါတယ်။ ရုပ်တံကလွှင့်ထုတ်တဲ့ဗီဒီယိုဖိုင်မှာပုံဖြတ်ထားတဲ့တင်ကအများပြားတောင်မြင်ကနေပင်လယ်ထဲဆင်းသွားကြပုံကိုပြသထားပါရယ်။လေမွန်ရောင်တက်ကဲအင်ဂျီတွေဝတ်ဆင်ထားတဲ့စစ်သားတွေကအသားစီးတွေကိုကြော်ဖြတ်ပြီးတင်ကားတွေကိုမောင်းနှင်သွားကြပုံကိုအော်ပရာတီးလုံးတန်နောက်ခံတဲ့10မိနစ်ကြာဗီဒီယိုမှာတွေ့မြင်ကြပါရယ်။စစ်သားဆိုတာကျွန်တော်တို့ရဲ့ကိုယ်ပိုင်အမှတ်သားပဲ။လေ့ကျင့်နေဆိုတာနေ့စဉ်လုံယူလုံဆင်မယ်လို့တရုတ်တပ်မဟာအဖွဲ့ဝင်တူကပြောပါရယ်။ တိုက်ပွဲဝင်ဖို့ကျွန်တော်တို့အသင့်ရှိနေပါတယ်လို့လည်းသူကဆက်လက်ပြောကြားခဲ့ပါတယ်။အနည်းဆုံးရုပ်တံပုံနှစ်ခုမှာနောက်ခံမှာထပ်မြင့်တိုက်တွေကိုတွင်မြင်ရပါတယ်။ ထိုင်ဝမ်ကိုတရုတ်နိုင်ငံရဲ့နယ်မြေအစိတ်ပိုင်းတစ်ခုဖြစ်ပြီးပြန်လည်သိမ်းယူဖို့အင်အားတုံးမယ်လို့ချင်းချောက်ထားတဲ့တရုတ်နိုင်ငံကလိုင်းချင်တဲ့ယာဒူယာလာကလေးကကျွန်းနီမှာကြီးမားတဲ့စည်ရေးလေ့ကျင့်ခန်းတွေကိုမြောက်များစွာပြုလုပ်ခဲ့ပါတယ်။လွန်ခဲ့တဲ့24နှစ်အတွင်းကျွန်းနီမှာတရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်ကရေရင်၈ဆင်းနဲ့လေရင်၅ဆင်းကိုတွေ့မြင်ခဲ့ရကြောင်းထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကဗုဒ္ဓဟူးနေ့မှာပြောပါရတယ်။ တရုတ်နိုင်ငံရဲ့စီးရေးလေ့ကျင့်ခန်းတွေဟာလုံယိုးလုံစင်ဖြစ်ပြီးကြိုတင်စီစဉ်ထားတဲ့လေ့ကျင့်ခန်းတွေသာ ဖြစ်ပြီးပင်လယ်ပတ်ဝန်းကျင်နဲ့လေပိုင်နဲ့လုံခြုံရေးအတွက်ဘလို့တက်ရောက်မှုမှမရှိပါဘူးလို့ထိုင်ဝမ်ကာကွယ်ဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တနှစ်ပြည့်အခါသမယမှာဘေကျင်းရဲ့ထိုင်ဝမ်ရေးရာယုံကလိုင်းချင်တဲရဲ့ခွဲထွက်ရေးရည်တည်ချက်ကိုတိုက်ခိုက်ပြောကြားခဲ့ပြီးထိုင်ဝမ်ရေးလက်ကြားနဲ့စီးပွားရေးအဆက်ဖြတ်ရေးကိုလည်းအပြေပြောကြားခဲ့ပါတယ်။ ေကျင်းဟာထိုင်ဝမ်နဲ့ဆက်သွယ်ဆွေးနွေးလိုပါတယ်။ဒါပေမဲ့တရုတ်တနိုင်ငံနဲ့မူကိုလက်ခံမှသာဖြစ်နိုင်မယ်လို့ပြောရေးဆိုခွင့်ရှိသူချင်းပင်ဟွာကထိုင်ဝမ်ဟာတရုတ်နိုင်ငံရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့မူဝါဒကိုရည်ညွှန်းပြောကြားသွားခဲ့ပါတယ်။ထိုင်ဝမ်သမ္မတလိုင်ကတော့ဒန်းတူရည်တူရှိမှုနဲ့ဂုံတိတ်ကာရှိမှုလို့ရှိရင် ပေကျင်းနဲ့ဆက်သွယ်လိုပါတယ်လို့အင်္ဂါနေ့မှာပြောကြားထားပါတယ်။လောကမီဒီယာရဲ့ဆက်လက်ကြည့်နိုင်ဖို့ပရ 把门开，今天晚上我要吃一只大鸡。你什么 TV、YouTube、吃的多？妈妈我最近也给你大鸡，我准备配烤来吃。